အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတွေကိုဒီဗီဒီယိုဖိုင်မှာဘုရားပြင်မျှဝေဆွေးနွေးပေးကြတာကကားအတွက်အရန်ကိုအရေးပါတဲ့ဖစ်တာ၅မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေကိုဘုရားပြင်မျှဝေဆွေးနွေးပေးခြင်းပါတယ် ကားမှာကအေးပါတဲ့ fitter တွေအများကြီးပဲရှိပါတယ်။ engine အတွက်ဆိုရင်လည်းအေးပါတဲ့ fitter တွေအများကြီးပဲရှိမယ်။ aircon အတွက်လည်းအေးပါတဲ့ fitter တွေရှိမယ်။အဲဒီလိုပဲ gear box အတွက်အေးပါတဲ့ fitter တွေအစရှိသည့်ဖြင့် fitter တွေကနေရာပေါင်းစုံမှာရှိနိုင်ပါတယ်။ဒါ့အပြင်ကားရဲ့လျှက်စစ်စနစ်တွေမှာဆိုရင်လည်း noise fitter လိုမျိုးအေးပါတဲ့ fitter တွေရှိပါတယ်။အဲဒီထဲကမှကားအတွက်မရှိမဖြစ်လိုအပ်တဲ့ပုံမှန်မေဒီနယ်ပြုလုပ်ပေးရတဲ့ fitter ၅မျိုးနဲ့ပတ်သက်ပြီးတော့ မိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘူးဒါဖြစ်မျှဝေဆွနေပြီးမှဖြစ်ပါတယ်နံပါတ်1ဖစ်တာကတော့ engine wire ဖစ်တာပါနံပါတ်2ဖစ်တာကတော့ engine laser လို့ခေါ်တဲ့ engine air ဖစ်တာပါနံပါတ်3အနေနဲ့က fuel ဖစ်တာလို့ခေါ်တဲ့လောင်စာဆီဖစ်တာဖြစ်ပြီးတော့မှနံပါတ်4အနေနဲ့ကတော့ cabin air ဖစ်တာလို့ခေါ်တဲ့ aircon laser ပါနံပါတ်5အနေနဲ့ကတော့ auto wire ဖစ်တာဖြစ်တဲ့ gear box ရဲ့ auto seat တွေကိုစစ်ဆေးပေးတဲ့ fitter ဖြစ်ပါတယ်ဒီ fitter တွေကပုံမှန် maintenance ပြုလုပ်ပြီးဖို့လိုအပ်ပါတယ်ပုံမှန်စစ်ဆေးလဲလှယ်ပြုလုပ်လိုအပ်ပါတယ်မလဲတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ဆိုးကျိုးတွေအများကြီးပဲဖြစ်စေနိုင်ပါတယ် EVU fiber ကတော့အဲ့ဒီ fitter တွေနဲ့ပတ်သက်ပြီးတော့မှဘယ်ချိန်မှာလဲရမှာလဲ မလဲတဲ့အခါမှာနောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲဒီအကြောင်းအရာတွေကိုဒီ video file မှာဘုရားဖြစ်မျှဝေဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ engine oil filter ပါ။ဒါကတော့မိတ်ဆွေတို့သိပြီးသားပါ။ engine oil လဲတိုင်း engine oil filter ကိုပုံမှန်လဲတယ်။ engine oil ကိုတော့ကီလို9000မှာတစ်ကြိမ် engine oil ကိုလဲကြတယ်။ဒါပေမဲ့တစ်ခါတလေမှာကိုယ့်ရဲ့အသုံးပြုတဲ့ပုံစံပေါ်မူတည်ပြီးတော့ကီလို4000မှာလဲရတာမျိုးတွေရှိတတ်တယ်။ဥမာပြောမယ်ဆိုရင်တော့ဒီဇယ်ကားတွေဆိုရင်ကီလို4000လောက်မှာလဲကြတာမျိုးတွေလောက်ကြတယ်။ မျက်စိကားမှာဆိုလို့ရှိရင်လည်းအသုံးပြုတဲ့အနေထားပေါ်မူတည်ပြီးတော့မှကီလို၄တောင်မှလဲတာကီလို၅တောင်မှလဲကြတာမျိုးတွေလောက်ကြပါတယ်တချို့ကြတော့လည်းအင်ဂျင်ဝိုင်ကိုအည်သွေးအရန်ကောင်းတာတွေထည့်ပြီးတော့ကီလို၁တောင်မှလဲတာမျိုးတွေလောက်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အဲဒီအင်ဂျင်ဝိုင်ကိုပုံမှန်လဲလဲပြီးဖို့အတွက်အကြံပြုတာကတော့ကီလို၅တောင်မှတစ်ကြိမ်အင်ဂျင်ဝိုင်ကိုလဲမယ်အင်ဂျင်ဝိုင်လဲတိုင်းအင်ဂျင်ဝိုင်ဖစ်တာကို ပုံမှန်လဲလဲပြီးဖို့အတွက်အကြံပြုပါတယ်ဒါပေမဲ့တချို့ကားတွေမှာအင်ဂျင်ဝိုင်ဖစ်တာကိုလဲဖို့အတွက်တော်တော်လေးခက်ခဲတယ်ဗျဘာဖြစ်လို့လဲဆိုတော့အင်ဂျင်ဝိုင်ဖစ်တာ ရှားတာအရန်ခက်ခဲတဲ့ဆိုရင်တော့အနည်းဆုံး engine wire 2ကြိမ်လဲရင်တော့ engine wire fitter ကို2ကြိမ်လဲလှယ်ပြီးဖို့အတွက်အကြံပြုပါတယ် engine wire fitter မလဲရင်ဘာတွေဖြစ်လာမလဲဆိုတော့ engine wire fitter က engine wire တဲကအမှုံနေပေါ့ဗျာ engine wire တဲကအမှုံဆိုတာ engine wire ဆိုတာကလဲပတ်နေတဲ့အစိတ်ပိုင်းကြီးရဲ့ဂျားထဲမှာ ဂျားကန်အနေနဲ့သူကဖြတ်တန်းစီစဉ်ပြီးတာဖြစ်တဲ့အတွက်တန်မုံနေတထုမုံနေနောက်အင်ဂျင်ဝိုင်ဂျိုးတွေအဲ့ဒါတွေကအင်ဂျင်ဝိုင်ထဲမှာအကုန်လုံးပါလာမှာပါလာတဲ့အခါမှာဖစ်တာကနေပြီးတော့တန့်စင်ပြီးထားတယ်စစ်ထုတ်ပြီးထားတယ်စစ်ထုတ်ပြီးထားတဲ့အတွက်အင်ဂျင်ဝိုင်ဖစ်တာကနေထွက်သွားတဲ့အင်ဂျင်ဝိုင်တွေကတန့်စင်ပြီးသားအင်ဂျင်ဝိုင်တွေဖြစ်တဲ့အတွက်လေပတ်နေတဲ့အစိပ်ပိုင်းတွေဂျားထဲမှာချောချောမွေ့မွေ့နဲ့လေပတ်စီတယ်အဲ့လိုမျိုးချောချောမွေ့နဲ့လေပတ်စီတဲ့အတွက်အင်ဂျင်တန်ရလည်း ညဉ့်ညဉ့်ညောဖြစ်မယ်ပေါ့အဲ့လိုမဟုတ်ဘန်းနဲ့ injury fitter ကအဲ့ဒီ injury ဂျိုးတွေနောက်အမှုံတွေအနေတွေနဲ့သွားပိတ်နေမယ်ဆိုရင် injury fitter အလုံးမလုံးရင် ်ဘာလုပ်ပြီးလဲဆိုတော့ Inyo Fitter ထဲမှာ Rally Bar လေးပါတယ်ပြောမယ်ဆိုဘိုင်ဘက်ဘာပေါ့ဗျာအဲ့ဒီကနေပြီးတော့မှသူကဓာတ်ရိုက်စီးဆင်းတာ Inyo နေကအဲ့ဒီ Fitter ထဲကိုမဖြတ်ဖမ်းနဲ့ Fitter ရဲ့အောက်ခြေမှာရှိတဲ့ဘိုင်ဘက်ဘာကနေဓာတ်ရိုက်စီးဆင်းပြီးတော့မှ Inyo ထဲမှာအမုံနေနေတွေကိုသူကမစစ်ထုတ်တော့ဘူးအဲ့တော့ဘာဖြစ်မလဲဆိုတော့လေပတ်နေတဲ့အစိပ်ပိုင်းနေရဲ့ဂျားထဲမှာအမုံနေပြန်ပါသွားရင်အစင်းရာတွေထင်မဲ့အင်ဂျင်တန်တွေကျန်းလာမဲ့အင်ဂျင်ရဲ့တက်တန်တူသွားနိုင်တယ်အဲ့လိုမျိုးဖြစ်တဲ့အတွက် အင်ယူအိုင်ဖစ်တာကလည်းချောစီပေးတဲ့စနစ်မှာအရန်ကိုရေးပါပါတယ်။ဒါကြောင့်ပေါ့နော်အင်ယူအိုင်ဖစ်တာကိုပုံမှန်လဲလဲပေးဖို့အတွက်အကြံပြုပါတယ်။အင်ယူအိုင်ဖစ်တာလဲတဲ့အခါမှာ ဘာလုပ်တင်လဲဆိုတော့ injury fitter မှာသူ့ရဲ့နှကမ်းမှာစီလေးရှိပါတယ်အဲ့ဒီစီလေးကို injury အတန်လေးတေချာတုပ်ပြီးတော့မှကြက်စီခြင်းနဲ့နောက် injury fitter ရဲ့အထိုင်ကိုတေချာအဝတ်စုပ်အတန်နဲ့တေချာတုပ်ပြီးရင် injury fitter ရဲ့နှကမ်းမှာရှိတဲ့စီလေးကို injury အတန်နဲ့ injury အသစ်နဲ့တုပ်ပြီးတော့မှတက်နောက်တစ်ချက်အနေနဲ့က injury ကွက်ကိုပေါ့နော် injury fitter ကိုဒီလိုပုံစံမျိုး တက်ရတယ်ဆိုလို့ရှိရင်အဲ့ဒီဖစ်တာတွေကို engine wire အဲပြောမယ်ဆိုတော့ဗျာ၄ပုံပုံ၃ပုံသုံးမဟုတ်၃ပုံပုံ၂ပုံလောက်ပေါ့မပြည့်ပြည့်လောက်ထည့်ပြီးတော့မှတက်ရင်ပို့ပြီးတော့ကောင်းပါတယ်တကယ်လို့ engine wire fitter ကိုဒီလိုစောင်းပြီးတက်ရတယ်ဆိုလို့ရှိရင်တဝက်ထည့်ပြီးတော့တက်မယ်ဆိုရင်လည်းပို့ပြီးတော့ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ engine wire ဖောက်ချလိုက်ရင် engine wire နေအကုန်လုံး engine ကနေပြီးဆင်းသွားတယ်ဆင်းသွားတဲ့အခါမှာကျွန်တော်တို့က fitter ကိုလည်းအစ်စ်လဲထားတယ်အဲ့လို fitter ကိုလည်းအစ်စ်လဲထားတာဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီအဲဘောနော်ဖစ်တာထဲမှာလည်း engine wire မရှိဘူး အင်ဂျင်ကိုနှိုးနှိုးချင်းမှအင်ဂျင်ကလည်းအေးနေတဲ့အတွက်အင်ဂျင် RPM က1500လောက်တက်သွားမယ်။အဲ့ဒီခါမှာအင်ဂျင်ဝိုင်ကောင်းကောင်းမရောက်ခဲ့ရင်အင်ဂျင်ဝိုင်ပန့်တာအားနည်းနေခဲ့ရင်အင်ဂျင်ဝိုင်ကဒီလေပတ်နေတဲ့အစိပ်ပိုင်းရဲ့ခြေလေးကိုကောင်းကောင်းမရောက်ရင်ဘာဖြစ်နိုင်လဲဆိုတော့နောက်ပိုင်းမှာဖြည်းဖြည်းချင်းပေါ့နော်ဒီဘယ်ရင်နေစားသွားမယ်။အဲ့ဒီကနေပြီးတော့အင်ဂျင်တန်တွေပို့ပြီးတော့ကျန်းလာတတ်တယ်။ဒါကြောင့်အင်ဂျင်ဝိုင်ဖစ်တာလေးကိုအင်ဂျင်ဝိုင်ထည့်ပြီးတော့မှတက်ဆင်နိုင်ရင်တော့ပို့ပြီးတော့ကောင်းပါလေ။ဒီဘက်ခင်မှာတော့အဲ့လိုမျိုးလောက်တာနည်းနည်းရှားသွားပါပြီ။အရင်တော့ဆိုရင်တော့အင်ဂျင်ဝိုင်ဖစ်တာတက်တဲ့အခါမှာ engine တွေအသံတွေကို engine fitter တွေကိုထည့်ပြီးတော့မှတက်ဆင်တဲ့ပုံစံမျိုးကိုအရင်တော့ကတော်တော်များများလိုက်နာကြတယ်ဗောနော်ဒီဘက်မှာဒီဘက်ခင်မှာတော့အဲ့လိုမျိုးတိတ်ပြီးတော့မလုပ်ကြတော့ပါဘူးအဲ့လိုမျိုးပြန်ပြီးတော့လုပ်စီချင်ပါတယ်ဒါဆိုရင်တော့ပို့ပြီးတော့စေဖြစ်တာဗောနော်ဘေးကင်းလုံခြုံတာဗောအင်ဂျင်အတွက်ပို့ပြီးတော့ကောင်းပါတယ်ဒါကတော့နံပါတ်1အနေနဲ့အရေးပါတယ်အင်ဂျင်ဝိုင်းဖစ်တာနဲ့ပတ်သက်တဲ့အပိုင်းပါ နံပါတ်2အနေနဲ့အရေးပါတာကတော့ engine air filter လို့ခေါ်တဲ့ engine လေဆစ်ပါ engine လေဆစ်တီကလည်းပုံမှန်ဆိုရင်တော့ကီလို9000မှာတစ်ကြိမ်ပုံမှန်စစ်ဆေးပေးရမယ် engine wire လေးတိုင်း engine လေဆစ်တီ air con လေဆစ်တီပုံမှန်စစ်ကြတာပေါ့စစ်လို့တကယ်လို့မကောင်းဆိုရင်တခါတည်းလဲနိုင်ရင်ပို့ပြီးတော့ကောင်းပါတယ် engine လေဆစ်ဆိုတာက engine ထဲကိုဝင်လာတဲ့ အဲလေထဲမှာပါတဲ့အမှုန်တွေဖုန်တွေအဲ့ဒါတွေကိုတန့်စင်ပြီးထားတယ်တကယ်လို့အင်ဂျင်လေးစစ်မကောင်းဘူးအင်ဂျင်လေးစစ်ပိတ်သွားရင်ဘာဖြစ်မလဲအင်ဂျင်ကိုအဲပြောမဆိုရင်အသက်ရှူရက်သွားသလိုပေါ့ဗျာနှာခေါင်းပိတ်ထားသလိုပေါ့အဲ့တော့အင်ဂျင်ကိုလေပင်းညှစ်ထားသလိုဖြစ်တာပေါ့အဲ့လိုပုံစံမျိုးဖြစ်ရင်လောင်စာစီစားတွေများမယ်နောက်အင်ဂျင်ထဲကိုဖုန်တွေမှုန်တွေဝင်သွားမယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့ဒုက္ခတွေအများကြီးပေးသွားနိုင်တယ်အဲ့တော့အင်ဂျင်ထဲကိုဖုန်တွေမှုန်တွေဝင်ရင်စလင်နာနိုင်ရန်နေစားသွားမယ်နောက်ဒီသူ့ရဲ့ range ကြီးကြတာမြန်မယ်ပေါ့နော် ်ပင်စတင်နေပင်စင်ရဲ့နိုင်ရန်နေပင်စင်ပင်စင်မှာရှိတဲ့အဲကျွန်တော်တို့အစင်းရာတွေထင်ကုန်မယ်သူရဲ့နိုင်ရန်နေအစင်းရာထင်မယ်စနေနိုင်ရန်နေအစင်းရာထင်မယ် rain နေကြမယ်နောက်တာဝန်ချာချာပါတဲ့ကားတွေမှာဆိုလို့ရှိရင်တာဝန်ချာချာတွေပို့ပြီးတော့ပျက်စီးစေနိုင်တယ်တာဝန်ချက်တွေကျိုးသွားနိုင်တယ်နောက်တစ်ချက်ကစနေနာနိုင်ရန်မှာဖုန်နေမုန်နေကတ်လို့အင်ဂျင်ဝိုင်ကအဲ့ဒါကိုတည်ဆောင်သွားရင်အင်ဂျင်ဝိုင်ခဏလေးနဲ့မဲရင်အဲ့ဒီအင်ဂျင်ဝိုင်ထဲမှာဖုန်နေအမုန်နေသဲတွေပါသွားခဲ့ရင်လေပတ်နေတဲ့အစိပ်ပိုင်းကြီးရဲ့ဂျားထဲမှာအဲ့ဒါတွေကလေပတ်စီးဆင်းရင်ခဏ ာလေးနဲ့အင်ဂျင်တန်တွေကျန်းလာနိုင်တယ်အဲ့တော့ကျွန်တော်တို့ကအင်ဂျင်လေးစစ်တွေကိုပုံမှန်စစ်ဆေးပေးဖို့လိုအပ်ပါတယ်အင်ဂျင်လေးစစ်တွေဖုံနေဖုံနေကက်နေရင်တကယ်လို့ပေါ့နော်လေမှုတ်ပြီးသုံးလို့ရတဲ့အနေအထားမျိုးမှာဆိုရင်လေကန်းနဲ့လေမှုတ်ပြီးသုံးစီခြင်းနဲ့တကယ်လို့လေမှုတ်ပြီးသုံးလို့မရတော့တဲ့အနေအထားမျိုးဆိုရင်တော့တစ်ခါတည်းလေးစီခြင်းပါတယ်နော်အဲ့ဒါကအရန်ကိုအရေးပါပါတယ်အင်ဂျင်လေးစစ်ကအင်ဂျင်အတွက်ကတော့မရှိမဖြစ်လိုအပ်တဲ့အဲလေးစစ်ဖြစ်တယ်အင်ဂျင်လေးစစ်တွေကိုတော့ပုံမှန်ဘယ်လောက်မှတစ်ချိန်လဲခိုင်းလဲဆိုတော့ကီလို2000လောက်မှတစ်ချိန်လဲခိုင်းတယ်ချို့ကြလဲကီလို1000ပေါ့ ဗျာဒါပေမဲ့လည်းအသုံးပြုတဲ့နေရာဒေသနဲ့တော့ဆိုင်နေဗျပုံတည်တော့သွားပြောလို့တော့မရဘူးဘောနော်ဥမာတချို့ဆိုရင်လည်း ပုံနေပုံနေရမ်းရှိတဲ့လမ်းတွေမှာဆိုရင်ကီလို9000လောက်မှလဲရတာမျိုးတွေကီလို1000လောက်မှလဲရတာမျိုးတွေရှိတတ်တယ်။ချိုးကြောက်ရလဲအဲပုံနေပုံနေမဟုတ်ဘူးတိတ်မရှိဘူးတန်းတဲ့လမ်းမှာမောင်းလဲဆိုရင်ကီလို2000လောက်မှလဲတာမျိုး3000လောက်မှလဲတာမျိုးပေါ့ဗျာဘလို့ပဲဖြစ်ဖြစ်အင်ဂျင်ဝိုင်လဲတိုင်းအင်ဂျင်လေဆစ်တွေကိုစစ်ဆေးရင်းနဲ့အင်ဂျင်လေဆစ်မကောင်းလို့ဆိုတာနဲ့တခါတည်းလဲသွားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်အင်ဂျင်အတွက်ကတော့အင်ဂျင်လေဆစ်ကအရန်ကိုရေးပါပါတယ်အင်ဂျင်လေဆစ်ကိုပုံမှန်လဲခြင်းအပြင်အင်ဂျင်သက်တမ်းကိုဆွဲဆန့်ထားလို့ရတယ်အင်ဂျင်လေဆစ်ကိုပုံမှန်မလဲလို့ကတော့အင်ဂျင်ခဏလေးနဲ့ကြာ သွားလိမ့်မယ်ပေါ့နော်ဒါကြောင့်အင်ဂျင်လေဆစ်တွေကလည်းအရန်ကိုအေးပါတဲ့ဖစ်တာတွေဖြစ်ပါတယ်နံပါတ်3အနေနဲ့အေးပါတဲ့ဖစ်တာတစ်မျိုးကကြတော့ fuel fitter လို့ခေါ်တဲ့လောင်စာစီရဲ့ line မှာ တက်ဆင်ထားတဲ့စီဖီတာဖြစ်တယ်အဲ့ဒီစီဖီတာကလည်းဥမာပေါ်ပြလောင်စာစီအရန်တန့်တယ်ဆိုရင်တော့မှလောင်စာစီထဲမှာပါတဲ့အမှုံအနေနည်းနည်းလေးတွေကိုစစ်ထုတ်ထားရင်ဘာဖြစ်မလဲဆိုတော့အဲ့ဒီဖီတာထဲမှာသွားပြီးတော့ပိတ်နေလိမ့်မယ်ပိတ်နေတဲ့အခါမှာအဲ့ဒီဖီတာကဒီဇယ်ပဲဖြစ်ဖြစ်ဓာတ်ကြီးပဲဖြစ်ဖြစ်အဲ့ဒီဖီတာတွေ ကြီးပိတ်သွားပြီဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုတော့လီဘာကောင်းကောင်းနင်းလို့မရတော့ဘူးအဆွေယုံတွေကျလာမယ်နောက်ဆုံးဘာဖြစ်လာနိုင်လဲဆိုတော့ကားပါထိုးရက်သွားတဲ့အဆင့်ကြီးဖြစ်နိုင်တယ်အဲ့ဒီကနေပြီးတော့ဖစ်တာတွေကအဲ့ဒီ line မှာရှိနေတဲ့စီထဲမှာရှိနေတဲ့အမှုံတွေအနေတွေကို တန့်စင်နိုင်ရင်မရှိဘူးဆိုရင်ဘာဖြစ်မလဲဆိုတော့နော်ဇယ်ဒီပေါ့ဗျာဒီဇယ်မှာဆိုရင်နော်ဇယ်ဒီမြန်မြန်ဆန်ဆန်ပျက်စီးနိုင်တယ်ပန့်နေခဏလေးနဲ့ကျသွားနိုင်တယ်ပန့်နေကျတယ်ဆိုတာအထဲမှာပလန်ချာတွေကျသွားတာမျိုးတွေအဲအစားရှိသည်ဖြစ်ပေါ့ဗျာဒီပန့်ထဲမှာရှိတဲ့အစိပ်ပိုင်းတွေမကောင်းတော့တာမျိုးတွေဖြစ်တတ်ပါတယ်နော်ပန့်နေကျတယ်လို့ပန့်ကျတယ်လို့ခေါ်တာပေါ့အဲ့လိုမျိုးနေထားဆိုတော့ဖစ်တာတွေကိုပုံမှန်စစ်ဆေးလဲလဲပြဖို့အတွက်အကြံပြုပါတယ်ဖစ်တာတွေကိုဘယ်ချိန်မှလဲလဲကြမလဲပုံမှန်တော့ဗျာဖစ်တာတွေကဒီဇယ်တွေဆိုလို့ရှိရင်ကီလို9000လောက်မှလဲတာမျိုးတွေချို့ဆိုလို့ရှိရင် င်လည်းစီရလည်းတန့်လည်းဆိုရင်တော့ကီလို1000လောက်မှလဲတာမျိုးတွေလောက်ကြတယ်ဓာတ်ဆီဖစ်တာဆိုလို့ရှိရင်တော့တော်တော်ကြာကြာသုံးလို့ရတယ်ဗျကီလို4000 5000လောက်ထိသုံးလို့ရတယ်အင်ဂျင်ကျူးနင်း တခါလုံးရင်ဒက်စီဖစ်တာကိုစစ်စစ်ပြီးတော့လိုအပ်ရင်တခါတည်းလဲကြတာမျိုးတွေလောက်ကြတယ်အဲ့တော့ဒက်စီဖစ်တာကကြတော့နည်းနည်းပို့ပြီးတော့တန့်နေတယ်မှာပါတယ်ဒီဇယ်ဖစ်တာကတော့ရေပါတာတို့သဲတွေပါတာတို့ဒါမျိုးတွေမကြခဏကြုံရတယ်ဗောဗျာအဲ့လိုမျိုးဆိုတော့ဘလိုပဲဖြစ်ဖြစ်ဖစ်တာတွေကိုစစ်မယ်ကားရဲ့တိုင်ခွက်မှာဒီဇယ်ကားတွေဆိုရင်တော့ကားရဲ့တိုင်ခွက်မှာဒီဇယ်ဖစ်တာမီးလင်းလာတာမျိုးတွေဒီဇယ်ဖစ်တာပိတ်တာတို့ဒီဇယ်ဖစ်တာထဲမှာရေများနေတာတို့အဲ့လိုမျိုးမီးတွေလင်းလာရင်ဒီဇယ်ဖစ်တာကိုတခါတည်းလဲတာမျိုးတွေလောက်ကြပါတယ်เนาะအဲ့တော့ဒက်စီ ီဗီတာဆိုရင်တော့အဲ့လိုမီဒီယာမလင်းဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဆွေယုံနေကြလာမယ်။လောင်စာစီစားတွေများလာမယ်။အဲ့လိုမျိုးလက္ခဏာမျိုးတွေဖြစ်လာမယ်ပေါ့ဗျာ။ဒါဆိုလို့ရှိရင်တော့အဲဒီတိုင်ကြီးထဲမှာရှိနေတဲ့ sifter တွေကိုလည်းပုံမှန်စစ်ဆေးပေးဖို့လိုအပ်ပါတယ်။အင်ဂျင်ကျူးနင်းလုတ်တိုင်း sifter တွေလဲနိုင်ရင်တော့ပိုကောင်းတယ်ဗျာ။ကီလို9000လောက်မှတစ်ချိန်လောက်လဲနိုင်ရင်တော့ပိုပြီးတော့ကောင်းပါတယ်။ဒါကတော့နံပါတ်3အနေနဲ့အရန်ကိုအရေးကြီးတဲ့လောင်စာစီ line က fitter ပါ။ နံပါတ်၄အနေနဲ့အရေးပါတဲ့ဖစ်တာတစ်ခုကတော့ air con laser လို့ခေါ်တဲ့ carbon air filter ပါ carbon ဆိုတော့ပြောမယ်ဆိုတော့ dashboard ရဲ့အတွင်းထဲမှာရှိတဲ့ filter မလို့သူက carbon air filter လို့ခေါ်ကြတာပေါ့ဗျာအဲ့ဒီဒီ filter ကကြတော့တချို့ကားမှာတော့မပါဘူးဒါပေမဲ့ချို့ကားမှာမပါဘူးဆိုပေမဲ့သူကဘာလုပ်လာလဲဆိုတော့ထွင်ပြီးတော့တက်ဆင်ထားတာမျိုးတွေလောက်ကြပါတယ်အဲ့တော့အဲ့ဒီ carbon air filter ကဘာလုပ်ပြီးလဲဆိုတော့ air con စနစ်မှာ blower motor ဆိုတာရှိတယ် blower motor ကစုပ်ယူလိုက်တဲ့လေကားရဲ့အတွင်းထဲကလေပဲဖြစ်ဖြစ် ကားရဲ့အပြင်ကလေပဲဖြစ်ဖြစ်အဲ့ဒီဖစ်တာကိုဖြတ်သွားတယ်ဖြတ်ပြီးတော့မှဘလူးဝါမော်တာကိုရောက်ဘလူးဝါမော်တာကနေဘလူးဝါမော်တာကနေပြီးတော့မှကားရဲ့ဒက်စ်ဘုတ်တွင်ထဲမှာရှိတဲ့အေးကွိုင်လိုခေါ်တဲ့ evaporator ကိုအဲ့ဒီလေနဲ့မှုတ်လိုက်တယ် evaporator ကအေးနေတာဖြစ်တဲ့အတွက်အဲ့ဒီလေလေတွေက evaporator ကိုဖြတ်သန်းစီးချင်းသွားပြီးတော့လေအေးတွေနေနဲ့ကားရဲ့အတွင်းထဲကိုပြန်ပြီးတော့ထွက်လာတယ်ဒီလိုပုံစံမျိုးပေါ့အဲ့တော့အဲ့ဒီ air con လေစစ်တွေကိုပုံမှန်မလဲရင် အဲကျမ်းမာရေးအတွက်လည်းမကောင်းဘူးဘာကြောင့်လဲဆိုတော့မှုဆွဲမယ်အဲဘက်တရီတရားတွေဝင်လာမယ်အဲ့လိုမျိုးဆိုတော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကားထဲမှာလိုက်ပါစီးနေတဲ့သူရဲ့ကျန်းမာရေးအတွက်လည်းမကောင်းဘူးနောက်တစ်ချက်အနေနဲ့ကကြတော့ဘလူးဝါမော်တာပျက်စီးစေနိုင်တယ်နောက်အဲကွန်းရဲ့အေးကွိုင်လိုခေါ်တဲ့ evaporator တွေပေါက်နိုင်တယ်ဒီလေဆိပ်ကိုပုံမှန်မလဲတဲ့အခါမှာဖုန်နေအမုံနေကအဲ့ဒီဘလူးဝါမော်တာကနေပြီးတော့ကျွန်တော်တို့ဒီအေးကွိုင်ကြီးရောက်တယ်အေးကွိုင်ကအေးနေတာဖြစ်တဲ့အတွက်သူက ဘာဖြစ်လဲဆိုတော့ရင်ငွေ့ပြန်နေတာရင်ငွေ့ပြန်နေတယ်ဆိုတော့လေထဲမှာဘာဘာဖြစ်လဲဆိုတော့ဘလူးမော်တာကနေပြီးတော့ဆုပ်ယူလိုက်တဲ့လေထဲမှာအမှုန်တွေပါလာခဲ့ရင်အဲ့ဒီမှုန်တွေကအဲ့ဒီအေးကွင်မှာသွားကတ်နေတာကတ်နေရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီအေးကွင်ကအဲဖြည်းဖြည်းချင်းဒီဖုန်နေမှုန်တွေကနေရွှတ်နှစ်တွေဖြစ်ပြီးတော့ပိတ်သွားတယ်ပိတ်သွားပြီးတော့အေးကွင်ပေါက်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်အေးကွင်ပေါက်ရင်တော်တော်လေးကိုလောက်ရကန်ရခက်တယ်ဗျဘာကြောင့်လဲဆိုတော့သူက အေးကွိုင်ပေါက်ရင်များသောအားဖြင့် dashboard ခွာရတာမျိုးများတယ်ဗောနော်ချိုကားတွေကတော့ dashboard ခွာစရာမလိုဘဲနဲ့အဲဒီကားရဲ့ဒီကြံငင်နာကနေပြီးတော့လှမ်းပြီးဖြုတ်လို့ရတာမျိုးကြီးလည်းရှိပါတယ်ဘယ်လိုပဲဖြစ်ဗောနော် dashboard ပဲခွာရတာပဲဖြစ်ဖြစ်အဲ့လို hatchback ဆိုတဲ့ HVAC စနစ်ကိုဖြုတ်ရတာပဲဖြစ်ဖြစ်တော်တော်လေးလက်ဝင်တယ်နောက်ကုန်ကျစရိတ်လည်းများတယ်အဲ့တော့ air air ကွန်းရဲ့အေးကွိုင်ပေါက်လို့ရှိရင် ပြန်ဖာပြီးသုံးတာထက်ပေါ့နော်လဲသုံးရတာညားတဲ့အခါကျတော့ကုန်ရစိတ်တွေလည်းများတယ်ဒါကြောင့်ပဲပေါ့နော်အဲကွန်လေဆီကိုပုံမှန်လဲလဲပေးဖို့စစ်ဆေးပေးဖို့လိုအပ်တယ်အဲကွန်လေဆီကလည်းအင်ဂျင်ဝိုင်းလဲတိုင်းပုံမှန်စစ်ဆေးပေးတဲ့အင်ဂျင်ဝိုင်းလဲတိုင်းပုံမှန်စစ်ဆေးပေးပြီးတော့လိုအပ်ရင်တစ်ခါတည်းလဲလိုက်ပေါ့နော်အဲ့တော့အဲကွန်လေဆီတွေကတော့ကီလို2000လောက်မှာတစ်ချိန်လဲပေးတာတချို့အဲကွန်လေဆီတွေဆိုတော့ကီလို3000တို့4000တို့ပေးတာပေါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်အဲကွန်လေဆီကိုစစ်ကြည့်လိုက်မယ်အဲကွန်လေဆီကောင်းသေးတယ်ဆိုရင်သုံးမယ်မကောင်းလို့ဆိုလို့ရှိရင်တော့တစ်ခါတည်းလဲလိုက်တာတော့ပို့ပြီးတော့ကောင်းပါတယ် ါကအဲကွန်းစနစ်အတွက်ပို့ပြီးတော့တန်တန်းရှည်စီပါတယ်အဲကွန်းလေဆင်းတီကိုမလဲရင်အေးကွိုင်တွေပေါက်ရင်ကုန်ကြစိတ်တွေအများကြီးပဲကုန်ကြနိုင်တယ်လက်ခတွေရောပစ္စည်းဘိုးတွေရောအများကြီးပဲကုန်ကြနိုင်ပါတယ်နော်နောက်ဆုံးအနေနဲ့အရေးကြီးတဲ့ fitter စကားစစ်ကတော့ transmission wire fitter ပေါ့ဗျာ။ auto gear ကားတွေအတွက်အရင်အရေးပါတယ် auto wire စကားစစ်ပေါ့နော်။ auto wire စကားစစ်ကလည်းအရင်အရေးပါပါတယ်။ auto wire စကားစစ်ကကျွန်တော်တော်တော်များများကတိတ်ပြီးတော့ဂရုမစိုက်ကြဘူးဗျာ။ အော်တိုဝိုင်းလဲလို့ရှိရင် cranking မခွာကြအောင်ဒီတိုင်းပဲလဲကြတယ်ဒါပေမဲ့တချို့ကားတွေက cranking ခွာလို့ရတယ်တချို့ကားတွေကတော့ cranking ခွာလို့မရအောင် cranking ခွာလို့မရတဲ့အတွက်ဒီတိုင်းပဲလဲကြတာပေါ့နော်ဒါပေမဲ့ cranking ခွာလို့ရတဲ့ကားတွေမှာဆိုရင်တော့အော်တိုဝိုင်းစကားစစ်ကိုလဲစီခြင်းနဲ့ဖြုတ်ပြီးတော့တချို့ကားတွေကအဲအထဲမှာတော့ပြောမယ်ဆိုရင်ဖြုတ်စီလို့ရတဲ့အနေအထားမျိုးတွေဗျာရှိတယ်အဲ့ဒါဆိုရင်တော့ဖြုတ်စီလို့ရတယ်ဆက်ကုစစ်ဆိုရင်တော့ဖြုတ်စီလို့မရဘူးဗျာတန်စစ်ဆိုလို့ရှိရင်တော့ဖြုတ်စီလို့ရတယ်ဆက်ကုစစ်ဆိုရင်တော့ အဲ့ဒီအော်တိုဝိုင်ဂျကာစစ်ကိုတခါတည်းလဲပေးရတယ်အဲ့တော့အော်တိုဝိုင်တွေကိုကီလို2000လောက်မှတစ်ချိန်လဲကြတာမျိုးတွေကီလို3000လောက်မှတစ်ချိန်လဲကြတာဆိုတော့ကျွန်တော်အနေနဲ့အဲ့လိုမျိုးအော်တိုဝိုင်တွေလဲတိုင်းဂျကာစစ်ကိုလဲပေးနိုင်ရင်တော့ကီယာပေါက်တက်တန်းပို့ပြီးတော့ရှည်စီပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဂျကာစစ်ကိုမလဲဘဲနဲ့ဒီတိုင်းပေပြီးသုံးနေမယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့အော်တိုဇီတော့လဲလိုက်တယ်ဒါပေမဲ့ဂျကာစစ်မလဲတဲ့အခါမှာဂျကာစစ်ထဲမှာရှိနေတဲ့အမှုန်တွေက စကားစီကိုပိတ်နေရင်အော်တိုဝိုင်းပရက်ရှာတွေကျတာမျိုးတွေနောက်အဲ့ဒီမှုန်တွေကစီလိုင်းမှာပါသွားလို့ရှိရင် နောက်ဆက်တွဲတခြားပြစ်ချက်တွေဖြစ်စီတာမျိုးတွေဖြစ်နိုင်တယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကအော်တိုဝိုင်းရဲ့စကားစီပေါ့နော်။အဲ့ဒါကိုလည်းပုံမှန်လဲလှယ်ပြီးဖို့အတွက်အကြံပြုပါရစေ။တော်တော်များများမိနေတတ်ကြလို့ပါနော်။ဈေးကအဲ့လောက်လည်းမများပါပဲ။အဲ့ဒီ ဂရိုင်းဂစ်ကိုခွာပြီးတော့မှအော်တိုဝိုင်စကားစီးကိုမလဲကြတဲ့အတွက်နောက်ဆက်တွဲအနေနဲ့အဲဂီယာပေါက်မှာဆွဲယုံနေကြလာတယ်ဂီယာချိန်းတာမမှန်တာမျိုးတွေအော်တိုစီကတော့ပုံမှန်လဲပြီမဲ့ဂီယာချိန်းမမှန်တာမျိုးတွေဂီယာဆောက်တာမျိုးတွေနောက်ဆက်တွဲကြုံတွေ့လာစေနိုင်ပါတယ်เนาะဒါကြောင့်အော်တိုဝိုင်စကားစီးကိုလည်းပုံမှန်စစ်ဆေးလဲလဲပေးဖို့အတွက်အကြံပြုပါတယ်ဒါကတော့ကားအတွက်အရန်ကိုအေးပါတဲ့ အဲစကားစစ်ပေါ့နော်ဖစ်တာ၅မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုရားပြင်မြဝေဆွေးနွေးခဲ့တာပါဖစ်တာစစ်၅မျိုးကတော့နံပါတ်1အနေနဲ့ engine fit တာနံပါတ်2အနေနဲ့ engine air fit တာနံပါတ်3အနေနဲ့ fuel fit တာနံပါတ်4အနေနဲ့ cabin air fit တာနံပါတ်5အနေနဲ့တော့ auto wine fit တာတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုရားပြင်မြဝေဆွေးနွေးခဲ့တာဖြစ်ပါတယ်အားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ